ွန်သောကျင်းတော်မှာအချင်းချက်ခံနေရတဲ့နိုင်ငံရေးကျင်းသားတူဦးနေမကောင်းဖြစ်လို့စစ်ကူတမှုခံယူနေစမှာပဲတည်ဆုံသွားခဲ့ပါတယ်။နိုင်ငံရေးကျင်းသားဖြစ်တဲ့အသက်54နှစ်အရွယ်ဦးအေးလွင်ဟာကော့တောင်းဆေးရုံမှာတည်ဆုံသွားခဲ့တာပါ။နာမကျန်းဖြစ်နေတဲ့အချိန်ထောင်ထဲကနေဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့အချိန်နဲ့တပြေးညီလွတ်လပ်တဲ့ဆေးဝါးကုသမှုမရရှိပဲတည်ဆုံခဲ့ရတာလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ကဇွန်လ30ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကနိုင်ငံရေးကျင်းသားတိုက်စုံတဲ့ကိစ္စဖုတ်ဖိချင်နေတာကြောင့်တိုက်စုံသူဦးအေးလွင်ရဲ့ယောဂအခြေအနေအသေးစိတ်ကိုတည်ရဖို့ခက်ခဲနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကဒေဝဲဝက်ရှ်ကိုပြောဆိုပါတယ်အချင်းဦးစီးဌာနဟာထောင်တွင်းတိုက်စုံမှုတွေနဲ့ပတ်သက်ပြီးကာယကရှင်မိသားစုဝင်တွေကိုတောင်းလူမှုကွန်ရက်မှာမဖော်ပြဖို့တားမြစ်ပိတ်ပင်ထားတယ်လို့ကိုတိုက်ထွန်းဦးကဆက်ပြောပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ရဲ့လေလာစီစဉ်မှုရာ 2025ခုနှစ်ဇန်နဝါရီလကနေဇွန်လ30ရက်ထိ6လထဲစေဝါဆက်ရှုံမှုလိုလောက်စွာမရဘဲတည်ဆုံခဲ့တဲ့နိုင်ငံရေးကျင်းသားကျင်းသူ73ဦးရှိနေပြီလို့သိရပါတယ်။